ပိုင်းတော်ယူထားတဲ့တထေးသိမိကမယိုသေးပဲ မောင်မာလိုပိုင်းတကွန်ကိုသားအဖြစ်အတိအမှမပြူချောင်ပြောလာတဲ့မိခင်ကျော်ကျူကျူမင်္ဂလာပါပိတ်တာကြီးရေတာသမီဆိုတာမိဘတို့ရဲ့အတန်းနှလုံးပါလို့ဆိုကြပါတယ်ဒါပေမဲ့ကိုမွေးကိုကြွေးရှင်မကိုင်းအောင်ထားခဲ့တဲ့တာသမီအရင်ခောက်ခောက်ကဒစိမ့်တယောက်ကြောင့်ကိုကိုပြန်ပြီးရင်ဆိုင်လာတဲ့အခါမှာမိခင်တယောက်ရဲ့ရင်ထဲမှာဘလောက်တောင်မှမီးဟုံဟုံတောက်နေမလဲဆိုတာခမန်းကြည့်လို့ရပါတယ်ဒီနေ့ပြပြရှင်နာကတော့ online စာမျက်နှာထဲမှာပိတ်တာတွေစိတ်မကောင်းဖြစ်နေကြရတဲ့အမင်းသားချောပိုင်းတကွန်ရဲ့မိသားစုအရှုပ်တော်ပုံကိစ္စပဲဖြစ်ပါတယ်ခေါင်းစဉ် င်ကိုကြည်လိုက်ရင်ရိုးရိုးမိသားစုရံပွဲလို့ထင်ရပေမဲ့နောက်ွယ်ကအကြောင်းရင်းကတော့တော်တော်လေးလေးနေပြီးတော့ဝမ်းနေစရာကောင်းနေပါလေဖြစ်စဉ်ကတော့ပိုင်တကွန်ရဲ့မိခင်တော်ကျူကျူကရဲ့ Facebook မှာမိသားစုတပ်ပုံတင်တဲ့အခါသားကြီးပိုင်တကွန်ကိုရှာလက်ထားခဲ့တာကနေစပါတယ်ပိတ်တက်တွေကမေးမြန်းတဲ့အခါမှာတော့သူမကပိုင်တကွန်ကိုမိသားစုဝင်အဖြစ်သားအဖြစ်အတိအမှမပြုတ်တော့ဘူးလို့ တွေ့ဝိုက်တဲ့အနည်းနဲ့ကြီးညာခဲ့ပါတယ်။ဘာကြောင့်လဲအကြောင်းရင်းကတော့ပိုင်တကွန်ရဲ့ဇနီးတဲ့ခရိုနီတထေးတမီလင်းမြဖြူရဲ့မောင်းမာမှုနဲ့ရိုင်းဆိုင်မှုတွေကြောင့်ဖြစ်တယ်လို့မိခင်ဖြစ်သူရဲ့ပြောစကားတွေအရသိရပါတယ်။ဗိဒ္ဓကြီးမမီကြောင့်အောင်ပါပါသူတို့မင်္ဂလာဆောင်တုံးကတကယ့်ကိုနက်ဖက်တဲ့ဇုံတွေပါပဲ။ပိုင်တကွန်လို့ကဘာကျော်မင်းသားတယောက်ကမြမပြည်ရဲ့ထိတ်တန်းစင်လုံငန်းရှင်တထေးကြီး ဥဆန်လင်းရဲ့တမီတီလင်းမြဖြူနဲ့လက်ထလိုက်တဲ့အခါမှာလူတိုင်းကအာကြခဲ့ကြပါတယ်။ရောက်ခမတွေဘက်ကလည်းပိုင်တကွန်လိုတမယ်မျိုးရလို့ဝမ်းတာမဆုံးဖြစ်ခဲ့ကြတယ်လို့ပိုင်တကွန်ရဲ့မိဘတွေကလည်းရွှေမတထေးတမီလေးကိုရလို့ ကုန်ယူခဲ့ကြတာပါ။ဒါပေမဲ့လက်တွေ့ဘဝမှာတော့ချွေကြပင်နဲ့အကျူဆိုးတို့လိုပဲဖြစ်နေခဲ့ပါတယ်။လင်းမြဖြူဟာငွေကြေးတနာပြေဆုံးတဲ့တသိသမီးဖြစ်တာနဲ့အညီဒမရဲ့ဆက်ဆံရေးမှာမောက်မာမှုတွေရခမပေါ်မှာအယူအသေးတန်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ပို့ပြီးတော့ဆိုးရတာကတားဖြစ်သူပိုင်တကွန်ပါ။သူဟာဂျားကနေဖြည့်ရှင်းလို့ပေးရမယ့်အစားဇနီးတဲ့ဘက်ကပါဝင်ပြီးတော့မိခင်အရင်ကိုပြန်လဲပြောဆိုတာ မတန်တလို့ဆစ်ဆန်တာပြုလုပ်ခဲ့တယ်လို့မိခင်ဖြစ်သူကရင်ဖွဲလာပါတယ်။မိခင်တော်ကျူကျူရဲ့ရေးသားချစ်ကတကယ့်ကိုရင်နဲ့စရာပါ။ကျမကသားသမီးတွေကိုအကောင်းဆုံးတွေးပြီးလုပ်ပေးပါတယ်ကွယ်။ငယ်တုန်းကလည်းပိုးကိုက်ရှင်ကိုက်မှစိုးရင်လို့အထိမခံဘူး။ကြီးလာရင်ကျမသားသမီးတွေလူရဝင်ရမယ်ဆိုပြီးစူးစမ်းခဲ့တယ်။ဖြစ်လာတော့ရင်ဆိုင်ပြီးမိဘကိုမတန်တလို့ဆစ်ဆန်တယ်။ဘာမှမပြောချင်လို့ထိုင်ကြည့်နေပါတယ်ကွယ်။သူအကျိုးတူခံပါစေတဲ့။ဒီစာသားလေးကိုဖတ်ကြည့်လိုက်ရင်မိခင်တယောက်ရဲ့အနာကြီးချစ်ကဘလောက်ကြီးမားလဲဆိုတာပေါ်လွင်နေပါတယ်။ တထေးသမဲဖြစ်သွားတဲ့သားကမိဘကိုပြန်ပြီးတော့ရိုင်းဆိုင်တဲ့အခါမှာရွှေမကလည်းငွေကုံမောက်ကုံနဲ့မောက်မာတဲ့အခါမှာမိခင်တယောက်အနေနဲ့တီးခါနိုင်စွာကုံဆုံးတွားပြီးတော့အခုလိုလူတီးရှင်စွန့်လွှတ်လိုက်ရတဲ့အခြေအနေထိရောက်သွားတာဖြစ်နိုင်ပါတယ်။လောကကြီးမှာငွေရှိရင်အရာရာပြည့်စုံတယ်လို့ထင်တတ်ကြပေမဲ့မိဘကျေးဇူးကိုမျက်ကွယ်ပြုပြီးတော့ရိုသေမှုကိုမေ့လျော့လိုက်တဲ့အခါမှာဘလောက်ပဲရှမ်းသာချမ်းသာလူတန်ဖို့ကြဆင်းသွားတတ်ပါတယ်။အခုပိုင်တူကုံတို့ဇနီးမောင်နှံရဲ့လောက်ရပေါ်မှာလည်း ဗိဒ္ဓတွေကဝေဖန်မှုတွေမြင့်တင်နေပါတယ်။ကဲဗိဒ္ဓကြီးရေပိုင်တကုံရဲ့အမေပြောသလိုသားသမီးကိုရှင်မကိုက်အောင်ထားခဲ့ပေမဲ့ကြီးလာတော့အခုလိုမျိုးပြန်ပြီးတော့ဆစ်ဆန်ခံရတဲ့မိဘတွေရဲ့ခံစားချက်ကိုကိုချင်းစာမီရလားတထေးတမဲဖြစ်သွားလို့မိဘကိုမရောပြီးတော့ဇနီးတဲ့ဘက်ကပါသွားတဲ့လောက်ရောက်ကိုရောဘလို့ထင်ပါသလဲဗိဒ္ဓတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါရှင်